။ရတဲ့ကွင်းလဲပြဿနာရဲ့အဖြေအတွက် Frankie D. Young အငယ်စားလေး။အားလုံးပဲမင်္ဂလာပါများ။ Manchester Football ဆောင်တင်ဆက်နေပါရီ။ Manchester United ကဘီဂရက်နေရာဒီမှာတိုက်စစ်တစ်ခုလုံးပြုပြင်ထားသလိုကိုယ်သမားနေရာကိုလည်းဖြည့်ဆွက်လိုက်ပြီးဖြစ်တာကြောင့်အသင်းမြန်လက်ဒီဆောက်ရေးရဲတစ်စီပိုင်းပြေဆုံးသွားပြီလို့ဆိုနိုင်ပါရီ။ဒါပေမဲ့ United အနေနဲ့ရှေးဆက်ဖို့အတွက်အဓိကအင်အားဖြည့်တင်းဖို့လိုအပ်နေတာကတော့ကွင်းလဲဖြစ်ပါရီ။ ညတဲ့လက်ရှိကွင်းလယ်မှာအသက်ရရလာပြီးဖြစ်တဲ့ကက်စမဲရိုယုံကြည်လို့မရတဲ့မန်နီယယ်အူဂါဒီနီးပြားရဲ့ကြောင်ထိုးခံထားရပြီးအတင်းကနေထွက်ခွာခြင်းနေတဲ့ကိုဘီမိုင်နိုရောပဲရှိနေကြပြီးတော့ရိုနိုဖာနန်ဒက်စ်ပါဝင်ရောက်ကစားနေရပါတယ်။ဒီတော့ United အနေနဲ့လာမယ့်ဇန်နဝါရီဈေးကွက်ကနေစတင်ပြီးကွင်းလယ်ကိုအင်အားဖြည့်တင်းဖို့လှုံ့ဆော်နေသလိုချိန်ဆနေတဲ့ကစားမတွေလည်းရှိလို့နေပါတယ်။ညတဲ့ပိုင်းရှင်တဲ့ Ineos ကအထိုင်တန်းကစားမတွေကိုအရန်တင်ခေါ်ယူသုံးမဲ့စားလူငယ်ခြေရာလေးတွေကိုခေါ်ယူပြီးတော့ရေရှည်အတွက်ပြိုးထောင်ပေးခြင်းနေကြသူတွေဖြစ်ပါတယ်။ အဲဒါကြောင့် United အသင်းရဲ့ကွင်းလှည့်ပြဿနာအတွက် AZ အခမ်းအားကစားမလေး Key Smith ကိုမျက်စိကျနေပြီးချိန်ဆနေကြောင်းသိရပါတယ်။ဒါမဲ့စကောနှစ်သားလေးကို Premier League ပြိုင်ဘက်တွေကလည်းစောင့်ကြည့်နေကြတဲ့အတွက် United မှာပြိုင်ဆိုင်နေများနေကြောင်းလည်းသတင်းထွက်ပေါ်နေပါတယ်။ AZ ဘက်ကတော့သူရဲ့ Academy အတွက် Dash ကောင်လေးအတွက်ပေါင်း25တန်းသတ်မှတ်ထားပါတယ်။ Manchester United ကင်းတောက်တွေက Key Smith ရဲ့တိုးတက်မှုတွေကိုဒီအသည့်တလျှောက်နီးကပ်စောင့်ကြည့်ခဲ့ကြကြောင်း Century Davies ကတင်ဆက်ခဲ့ပါတယ်။ လူသစ်ဆူဆောင်ရေးဒါရိုက်တာခရစ်စတိုဖာဘီဘဲလ်ကကီစမစ်ရဲ့အတွင်းမိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတော့ညတဲ့ဘက်ကကီစမစ်ကဈေးကွက်တွေကလာလာရှိသောလူငယ်ကျယ်ပွင့်လေးဖြစ်သတ်မှတ်လိုက်ကြောင်းလဲသိရတာဖြစ်ပါတယ်။သူရဲ့အသက်အရွယ်ဘောလုံးအုံနှောင်းနဲ့နီးစနစ်ပါရည်သွေးတွေကယူနိုက်တက်ရဲ့ကြောရိုးကိုပုံဖော်တိဆောက်ရမှာစိတ်ဝင်စားဖို့ကောင်းတဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ်လဲအတင်းဘက်ကသတ်မှတ်ထားပါတယ်။ညတဲ့ဘက်ကကောင်းလေးကိုဇန်နဝါရီမှာခုကြည့်ချင်နေပေမဲ့အေဇက်ဘက်ကတော့နေရာဒီကျမှလက်လွတ်ချင်တာပြဿနာတစ်ခုဖြစ်နေပါတယ်။ဒီကြားတဲ့ဥယျာဉ်အသင်းကြီးတွေကလည်းကောင်းလေးကိုခေါ်ယူဖို့စိတ်ဝင်စားနေကြတဲ့အပြင် အားလုံးထဲမှာပရီးမီးယားလိပြိုင်ဘက်နျူကာဆယ်ကလည်းကီစမင်းရဲ့သဘောတူညီချက်ရယူထားဖို့ကြိုးစားနေတာကြောင့်ညာတက်ကမြန်လှရှားထားဖို့ရည်ကြီးနေပါလိမ့်။ဆမင်းဘက်ကတော့သူ့ရဲ့နောက်ခြေလမ်းဟာဥရောပအသင်းကြီးတင်းဖြစ်ရမယ်လို့ကြိုတင်တွေးထားကြောင်းသတင်းတွေကဆိုကြပါရယ်။ဆမင်းကနာမည်ကျော်အီဇက်ကမီကျွတ်တီတွေကအကောင်းဆုံးကွင်းလှည့်ထုတ်ကုန်တယောက်ဖြစ်သတ်မှတ်ခံထားရပါရယ်။နယ်သာလန်သားလေးကသူ့ရွယ်ကောင်လေးတွေအားလုံးထက်တားလွန်နေပြီးတော့ဂျီနီယာအသင်းကြီးနဲ့တူပွဲထွက်ခွင့်ရရှိခဲ့ပါရယ်။အသက်၁၉နှစ်ပဲရှိသေးပေမယ့်ဆမင်းရဲ့ဆုံးဖြတ်ချက်ချနိုင်စွာနဲ့ဖီးယားတန်ခံနိုင်မှုတို့က professional အဆင့်အတန်းတစ်ခုမှရှိနေပါပြီ။စမိတ်ကကွင်းလယ်ဖြတ်ကစားမလေးတယောက်အဖြစ်ပွဲချင်းတွေကိုဖတ်ရင်းနဲ့နောက်တန်းကိုကာကွယ်ပေးထားတယ်လို့ပေးပမှုကောင်းနေပြီလို့ရင်းနဲ့ပွဲချိန်ကိုတင်ချပြလို့ပေးနိုင်ပါသေးတယ်။စမိတ်ရဲ့ဘောလုံးပေးပမှုတွေကအေဇက်ရဲ့ကစားကွက်ဖော်ဆောင်ရမှာအဓိကကြားတဲ့နေရာကနေပါဝင်နေပါပြီ။အဲဒါကြောင့်လည်းစမိတ်ကိုခန်းစစ်ပိုင်းပိုတော်ရဲ့ Frankie တီချောင်းအငယ်စားလေးဖြစ်သတ်မှတ်ထားကြတာဖြစ်ပါပြီ။နောက်တဲ့ရည်မှန်းချက်ကတော့ရှင်းလင်းပါပြီ။နောက်တဲ့ကလက်ရှိမှာကွင်းလေခါပြတ်နေတဲ့ပြဿနာကိုကောင်းကောင်းသိမြင်ပြီးပြိုင်ဘက်ကိုလွှမ်းမိုးနိုင်တဲ့ကွင်းလေတွေကိုတိစောက်သွားဖို့ရည်ရွယ်ထားပါတယ် ။ဒီနေ့တို့ဟာဘော်တုံးပိုင်ဆိုင်မှုအကောင်ပြုတော့ကန်စင်နဲ့တိုက်စစ်ကိုလျင်မြန်ချိတ်ဆက်ကူးပြောင်းရင်းနဲ့ပန်းကြီးမြအောင်ဟန်ချက်ထိန်းပေးနိုင်တဲ့ကစားမတစ်ယောက်ကိုလိုရှိနေကြတာပါ။စမစ်ကဒီအတွက်ကွက်တီကြားနေတဲ့ကစားမလေးဖြစ်ပြီးတော့ယူနိုက်တက်အတွက်ရေတော်ရင်မကပဲနဲ့ရေရှိမှာပါအကျိုးပြုနိုင်မဲ့ကစားမမျိုးလေးဖြစ်ပါရယ်။ယူနိုက်တက်ကလက်ရှိမှာနောက်ဆုံး၅ပွဲစတိုက်ရှုံးပွဲမရှိကစားထားပြီးတော့တော့ဖိုးဝင်ခွင့်အတွက်ကြိုးစားဖို့လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပါရယ်။ရတဲ့ဟာဒီဘက်ပြက်ပြီးပရီးမီးယားလိပွဲစဉ်တွေပြန်လဲစတင်ရင် Everton ကိုအိုးထပ်ဖို့မှာရှိမှန်ကစားတော့မှာလေးဖြစ်ပါရည်များ ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။